ရုပ်ဆောင်သူရဲ့ဒေဆုံးမှုကတော့ခွတ်တက်တီကိုဘေးနီးဆန်းစွာပြီးဒေဆုံးကြရတာဖြစ်ပါတယ်။မြန်မာပြည်မှာငလေးလှုပ်ခတ်မှုကြောင့်ဒီရုပ်ဆောင်သူရဲ့တရင်တွေကခေတ္တပြောက်ွယ်သွားခဲ့ပေမဲ့လေခုချိန်မှာတော့လုံးဝကိုမငြိမ်နိုင်တဲ့ရုပ်ဆောင်သူရဲ့နော်စစောစစီးဒေဆုံးမှုကိုလုံးဝလက်မခံနိုင်တဲ့သူရဲ့ပဲ့တဲ့ကထပ်မံပြီးတော့ဖော်ထုတ်လိုက်ကြပါပြီ။အခုရုပ်ဆောင်သူကမျောကလာဘက်မှာရှိတဲ့အိမ်ကိုတိုက်ခန်းကိုသူကလာချုံနဲ့နှစ်ချုံနဲ့ငါးသားတွေလိုကြားသိရတယ် ဝတ္တတိနော်သူရတငယ်ချင်းအင်းကခေါင်းလို့ဆိုရဲကအစရဲမှာပါလာတဲ့နောက်ခမ်းမှာပါတဲ့နော်သူရတငယ်ချင်းအင်းဖြစ်တဲ့ခရမ်းသီးနဲ့သူရကောင်မလေးကအဲ့ဒီတိုက်ခမ်းမှာနေကြကြောင်းနေတည်ရပါတယ်သူရတငယ်ချင်းအင်းကခေါင်းနဲ့သူရကောင်မလေးကဖောက်ပြန်မှုတွေရှိနေကြောင်းလည်းသိရတယ်နော်သူဒီဆုံးမှုနဲ့ပတ်သက်ပြီးသူရကောင်မလေးကိုဖြည့်ရှင်းခိုင်းတဲ့အခါမှာလေးသူရမိကမဖြည့်ရှင်းခိုင်းလို့မဖြည့်ရှင်းတာပါဆိုပြီးတော့တက်တော့အောက်ကိုပိတ်သွားပြီးတော့သူရကောင်မလေးကထွက်ပြေးခဲ့တာဖြစ်ပါတယ်အခုပြောဆိုနေကြပြီ နော် ။ online ပေါ်မှာနာမည်ကြီးတဲ့နဆီယာမာရီယိုဟလာအခြားမြင်ဆီယာမာရီယိုပြောဆိုနေကြပြီ။မျိုးဆောင်ထူးကကျွတ်လွန်ခြင်းမရှိသေးပါဘူးတဲ့ဗျာ။သူရဲ့ကောင်မလေးကတော့အရင်ကလည်းအင်ထောင်ချခဲ့ဘူးတဲ့။ခြားထဲမှာလေကောင်လေးတွေများကြီးရှိတယ်။သူနဲ့ကြိုက်နေတော့မှလေကောင်လေးရှိတယ်။ဆိုတော့သူရဲ့အချစ်ဆုံးတကယ်ချင်းနဲ့မှဖောက်ပြန်နေဆိုတော့လေများနေခင်ထားပါဗျာ။အခုသူရဲ့ကောင်မလေးကိုအများဆုံးပုံမနေပဲနဲ့သူတည်ဆုံးတဲ့ကိစ္စမှကိုဖြေရှင်းချဖို့အတွက်တောင်းဆိုနေကြပြီလေဖြစ်ပါတယ်။ ဒီကောင်မလေးနဲ့သူ့ရဲ့တငယ်ချင်းကနောက်ခမ်းမှာပါလာခဲ့ပေမဲ့တိုင်ရတဲ့ချက်မှမရတာကြောင့်မို့ပရိသတ်တွေကပုံပုံပြီးတော့တန်တရားဝင်နေကြတာဖြစ်ပြီးတော့အများဆုံးဖြည့်ရှင်းချဖို့အတွက်တောင်းဆိုနေခဲ့ကြပြီလေဖြစ်ပါရယ်ဗျာ